ရေးပေါ်မုံတိုင်းကြီးတည်နေမူကရှစ်လက်မကျော်ထိရွာပြီးတော့အသက်အန္တရာယ်ရှိမူကြီးရေကြီးရေးပေါ်တည်နေတွေကိုတင်ဆက်ပေးပါမယ်မင်္ဂလာပြည်နယ်အောင်အနောက်ပတောင်ပိုင်းမှာဆိုင်ကလုန်းမုံတိုင်းဖြစ်နိုင်ခြေရခိုင်နှုန်းကမြင့်တက်သွားပြီဖြစ်ကြောင်းမလို့သားပညာရှင်ဝင်းနိုင်ကဆိုပါရီဒါကြောင့်မလို့မေလာဆက်ရှင်နေကနေစတင်ပြီးတော့20နှစ်အတွင်းမှာရောင်းနိုင်ငံမှာမူများနိုင်ပြီးဒေသတွေကတော်တော်များတယ်ဆိုပြီးတော့မူများနိုင်တဲ့ဒေသတွေကိုမလို့သားပညာရှင်ဦးဝင်းနိုင်က အရေးပေါ်ပဲပြည်သူတွေကိုသတိပေးထားတာကိုတွေ့ရပါတယ်ဗျာမေလ18ရက်နေ့ကနေ20ရက်အတွင်းမိုးများမဲ့ဒေသတွေကိုမတင်ဆက်ပြီးခင်မှာမေလ25ရက်နေ့ကနေစတင်ပြီးတော့မေလအကုန်ဂျွန်လအကူမှာဖြစ်ပေါ်လာမယ့်မိုးအရန်ကြီးမဲ့ဒေသတွေကို အရေးပေါ်ပြည်သူတွေကိုတင်ဆက်ပေးခြင်းပါတယ်။မိုးကြီးမှုနဲ့သူရေကြီးမှုတွေတောက်လျှောက်လာမှာဖြစ်တဲ့အတွက်ပြည်သူတွေကယူဆိုင်ကြပါ။ မြန်မာနိုင်ငံအတွင်းမှာတော့တနင်္ဂနွေလုံးဝအနောက်တောင်မုတ်တိုလီဝင်ရောက်လာပြီးတဲ့ရက်နဲ့တိုက်ဆိုင်နေခြင်းဗီလီပင်းကထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်ခြင်းတို့ကြောင့်ဒီမီလာ25 26ကနေစတင်ပြီးတော့နော်ဂျွန်လအစအထိနေရအနှံ့ပြမိုးအတနည်းမှမိုးအရန်ကြီးနိုင်မှာဖြစ်ကြောင်းမိုးလေဝသပညာရှင်ဝင်တွေကပြောပါရီထူးခြားတဲ့မိုးရေချင်ကျူးတင်ခမ်းမန်းချက်တွေကတော့တဲ့ချင်းတွင်မြစ်ပြပိုင်း AR မြစ်ပြပိုင်းရခိုင်ပြည်နယ်ကမြစ်တွေရဲ့မြစ်ပြပိုင်းဘူးတိုင်းတွေကဘကူမြစ်စတောင်းမြစ်တွေရဲ့မြစ်ပြပိုင်း ဝန်ပြင်းင်းနဲ့ကရင်ပြင်းင်းအတွင်းကမြစ်တွေရဲ့မြစ်ဖြာပိုင်းတွေမှာ၃ရက်တွင်းမိုးရင်ချိန်200မီလီမီတာဝန်းကျင်ရှစ်လက်မှနီးပါးခန့်မိုးရွာသွန်းနိုင်တာကိုတွေ့ရတာကြောင့်အဲ့ဒီအနီးနားမှာနေထိုင်နေတဲ့ဒီသူတွေအနေနဲ့အရေးပေါ်ပြီးကျွန်တော်တို့မေလအကိုဒါဇွန်လပထမအပတ်အတွင်းကာလတွေမှာမြစ်ရဲ့တက်လာနိုင်တာဖြစ်တဲ့တော့အရေးပေါ်ကယူဆိုင်ချဖို့တော့အခုကတည်းကနေပြင်ဆင်ထားချဖို့တော့မလို့သားပညာရှင်ဝင်တွေကရေးပေါ်ပဲတတိပြထားတာဖြစ်ပါတယ် ဆက်ပြီးတော့ဘင်္ဂလားပြည်လုံးအုံပေါ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့်မီလာ၁၈နှစ်မှ၂၀နှစ်အတွင်းမှာမိုးအရန်ကြီးနိုင်တဲ့ဒေသတွေကိုအတိကြမိုးလို့တော့ပညာရှင်ဝိနိုင်ရဲ့သင်ပြချက်နဲ့ညီတင်ဆက်ပေးပါမယ်။မီလာ၁၈နှစ်ညနေ၁၂နှစ်မှမီလာ၂၀နှစ်ညနေ၂နှစ်အတွင်း၄၈နှစ်အတွင်းညောင်လေးပြီးဖြူစွာနေပြီးတော့တက်ကုန်ရင်မဲ့တဲ့မိထီလာသားစီရွာငံကြောက်ဆယ်မန္တလေးတရူစင်ကူစကိုင်းမြေမူချောင်းဦးမုံရဘုဒ္ဓလင်ဒီပင်ရင်တန်ဆဲခင်ဦးရွှေဘဝက်လက်ကနီး အရာတော်စတိန်မျိုးတွေရဲ့အနီးဝန်းကျင်မှာမိုးအတင်းတင်းမှာတကယ်ကိုမိုးများနိုင်မှာဖြစ်ကြောင်းမိုးလူသမညာရှင်ဦးဝင်းတွေကအရေးပေါ်ပြီးတင်ဆက်ပေးထားတာကိုတွေ့ရပါပါဗျာ